စီပင်ဝန်ထမ်းတွေကိုရုပ်ရှင်ခေါ်ပြကစေတနာပြင်းနဲ့ကျွေးမွေးခဲ့တဲ့မြင်မြင်နေမင်းနဲ့လိုက်အောင်စိတ်ထားမြင့်မြတ်ပြီးတော့လူတွေပေါ်မှာတနာကျင်နာတတာကတော့မင်းသားကြီးမြင့်မြတ်ဖေးဖြစ်ပါတယ်မင်းသားကြီးမြင့်မြတ်ကတကယ့်ကိုမှစိန်းစင်နာကောင်းသူဖြစ်ပြီးလူတန်းစားခွဲခြားမှုတွေလုံးဝမရှိပါဘူးဒါကြောင့်သူကအသားမဲအခြေခံလူတန်းစားတွေရဲ့ဘဝကိုထင်းရဲစေမိမြေစာမီယာရုပ်ရှင်ကားကြီးတစ်ခုကိုရှိုက်ကူခဲ့ပါတယ်အရန်ကူမှာစင်ရနွယ်ပါပြီးတော့အောက်ခြေသိမ်းလုပ်တွေအကုန်လုံးကိုလုပ်နေရတဲ့စီပင်တရားကဝန်ထမ်းလေးတွေကိုလေးစားသမှုလေးရှိသူပဲဖြစ်ပါတယ် တို့ရဲ့နေရာကနေကိုရံဝင်ရပြီးတော့မြုပ်ရှင်စကားကိုရိုက်ကူးရတဲ့အတွက်လေပုံပြီးတော့ဘဝတွေကိုစာနာနာလေသွားခဲ့တာပါ။ဒါကြောင့်မင်းသားကြီးမင်းမြတ်ကသူ့ရဲ့မြေစာရုပ်ရှင်စကားကြီးယုံတင်တဲ့အခါမှာစီပင်ဝန်ထမ်းတွေအကုန်လုံးကိုခေါ်ပြီးတော့ရုပ်ရှင်ပြသခဲ့ပါရီ။တို့ရဲ့ဘဝခက်ခဲတွေလောက်ခင်မှာပြင်ပန်းခဲ့ရပုံတွေနဲ့မိသားစုဝင်တွေကြားမှာနှိမ့်ချဆက်ဆံခင်ခဲ့ရပုံကိုကိုရံတရုပ်ဖော်ပြီးတော့ရိုက်ကူးထားတဲ့စကားကိုတို့တွေကိုရံကြည့်ရှုခန်းစားနိုင်အောင် ခေါ်ပြခဲ့တာပါ။ရုပ်ရှင်ရုပ်တရုပ်လုံးကိုအပြန်ငါပြီးတော့စီပင်သားရကဝန်ထမ်းတွေကိုပဲတည်တံ့ခေါ်ယူပြီးတော့မြေစာရုပ်ရှင်စကား ကြီးကိုပြသခဲ့တာဖြစ်ပါတယ်။ဒါရမကသူတို့တွေကိုခောက်ဆွဲကြော်လေးလေးကျွေးမွေးခဲ့ပြီးတော့ရင်းနှီးခင်မိစွာနဲ့နေထိုင်ရင်းနဲ့တကယ့်ကိုမှယူသားဖြူစင်နဲ့စိတ်တက်လေးကိုပြသခဲ့တာပဲဖြစ်ပါတယ်။မင်းသားကြီးမိမက်ကအမှုပညာလောကရဲ့ထိတ်တန့်စည်းဝေးမင်းသားကြီးဖြစ်ပေမယ့်ဘသူကိုမှနှိမ့်ချလို့စိတ်မရှိဘူးဆိုတာကိုသူ့ရဲ့ပြုမှုလေးတွေကပေါ်လွင်ထင်ရှားနေကြတာပါ။သူကအမြဲလိုလိုလေးကိုညီကူးဆိုင်တဲ့သူဖြစ်ပြီးအမှုပညာလောကထဲမှာဆိုရင်လေ သူမကူညီခဲ့တဲ့သူဆိုတာမရှိသလောက်ပါပဲ။ဒါရီမကအခုလိုမျိုးအောက်ခြေအခြေခံလူတန်းစားတွေကိုလည်းစင်တန်းခွဲကြတာမျိုးမရှိဘဲရင်းနှီးခင်မိစွာနဲ့ဆက်ဆံပြီးကြတာဖြစ်ပါရည်။အထူးသဖြင့်ရုပ်ရှင်ရိုက်တုန်းကဆိုရင်လည်းညက်ပက်နေတဲ့အမိုက်ပုံးကြီးပေါ်မှာအကောင်ဆုံးဆိုတဲ့ပုံစံနေနဲ့တရုပ်ဆောင်ပြသနိုင်အောင်စိတ်ရောကိုယ်ပါနှစ်ထားခဲ့တာပါ။ အဲ့ဆိုင်ကွဲမှာကိုညီလုတ်ခဲ့ပေးနေတဲ့တန်ရှေးဝန်ထမ်းလေးတွေကိုလည်းရိုသေလေးစားတဲ့ပြုမှုလေးတွေနဲ့ဆက်ဆံခဲ့တာဖြစ်ပါရည်။သူ့ရဲ့လောရက်တွေကပဲသူ့ရဲ့စက်တန်းကိုဖော်ပြနေတာဖြစ်ပြီးတကယ့်ကောင်မလေးစားစရာကောင်းတဲ့စိတ်တဲ့ပိုင်ရှင်မင်းသားကြီးတစ်လက်ပဲဖြစ်ပါရည်။အခုလိုရုပ်ရှင်ကကြီးပြသတဲ့အချိန်မှာလည်းသူ့ရဲ့ရုပ်ရှင်ကိုခြေရန်လွှဲစားတွေကြည့်ရှုနိုင်ဖို့အတွက်သူကိုယ်တိုင်ခေါ်ပြီးတော့ရုပ်ရှင်ယုံကြည်တစ်ခုလုံးကိုငားရမ်းပြီးတော့ပြသခဲ့တာဖြစ်ပါရည်။မင်းသားကြီးမြတ်ကတကယ့်ကောင်မစိတ်တော်ရာကောင်းပြီးတော့ဖြိုစင်ရိုးသားတဲ့အတွက်သူတို့တွေကလည်းအရှင်းဝမ်းသာနေကြပါရည်။နင်းစော်နေတဲ့လုပ်တွေကိုလုပ်နေတဲ့သူတွေဆိုပေ မဲ့မြင့်မြတ်လူမျိုးထိတ်တဲမင်းသားအနေနဲ့မခွဲကြပဲနဲ့ရင်းနှီးစွာဆက်ဆံပေးတဲ့အပေါ်ဝမ်းသာကုန်ယူပြီးတော့မြေတောင်မှကြမိရဲ့အထိပဲဖြစ်ပါရည်။သူတို့တွေအတွက်ကတော့ဒီလိုမျိုးအောက်ခြေတန်ရှိတဲ့သမားဘွားနဲ့တသက်လုံးနေသွားမယ်ဆိုပေမဲ့နှိမ်ချင်စရာမဟုတ်ပဲလူတွေတဲကလူဖြစ်တယ်ဆိုတာကိုမင်းသားကြီးမြင့်မြတ်ကကွက်ကွက်ကွက်ကွင်းမြင်သားအောင်မိမောင်းထုတ်ပြလိုက်တာပဲဖြစ်ပါရည်။မြင့်မြတ်လူမျိုးထိတ်တဲမင်းသားအနေနဲ့အခုလိုညစ်ပတ်နေတဲ့အောက်ခြေတန်လို့တွေလို့ပြီးရုပ်ရှင်ကရိုက်ကူးမယ်လို့လည်းမထင်ခဲ့သလိုသူတို့တွေလည်းတန်းတူဆက်ဆံပေးလို့မထင်ထားခဲ့ပါဘူး။ဒါပေမဲ့မြင့်မြတ်ရဲ့စေတဘောဓာဖြူစင်ရိုးသားမှုကြောင့် အခုဆိုရင်တော့ရုပ်ရှင်ကားကြီးကိုလည်းအတူတူကြည့်ရှုနေရပြီးတော့ထမင်းတူတူစားတဲ့အဆင့်ကိုရောက်ရှိခဲ့ပါပြီ။ပရိသတ်ကြီးတို့ရောမြင်းမြဲရဲ့ခုလိုစင်တန်းခွဲခြားလို့စိတ်မရှိပဲဖြူစင်တတ်တဲ့စိတ်ထားလေးပေါ်မှာလေးစားခေါ်ယူမိကြပါသလားရှင်။အဘိနာစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစင်ဝင်စားစရာကောင်းတဲ့ဆယ်နေနေပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါမယ်။